ခုတည်2025ခုနှစ်ထဲမှာတက္ကပါလုံးနေမုံတိုင်းဖြစ်နိုင်ခြင်းရှိပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။နေမုံတိုင်းလေမုံတိုင်းလောက်ပဲကြားဖို့တဲ့ကျမတို့အတွက်ကတော့နေမုံတိုင်းဆိုတာကြီးကတတော်လေးကိုထူးဆန်းလို့နေပါတယ်။နေမုံတိုင်းလို့ပြောလိုက်တာနဲ့ပရိသတ်တွေအနေနဲ့ဟင်ကနေဟာကနေအံအောမင်သက်ဖြစ်ကုန်ကြမှာသိကြပါဗျ။ ုံတိုင်းဆိုရင်ကျမတို့တွေကလေမောင်တိုင်းအမျိုးအစားတွေဖြစ်တဲ့နာခက်ဆူနာမီနဲ့လေစနမအစသဖြင့်ဒါရီလောက်ကိုပဲထက်ထဲဝင်ဝင်တိထားကြတာပါနောက်ပြီးတော့လက်ရှိကဘာမှာလည်းဒီလေမောင်တိုင်းအမျိုးအစားတွေကပဲနှစ်စင်နဲ့အများဖြစ်ပေါ်နေတာပါဒီတော့နေမောင်တိုင်းဆိုတာလေမောင်တိုင်းကိုဗာရှင်ပြောင်းလာတဲ့အရာတစ်ခုလိုပဲဆိုရမှာပါ1859ခုနှစ်မှာတော့နေမုံတိုင်းကြီးကကျမတို့နေထိုင်ရာကမ္ဘာပေါ်မှာနောက်ဆုံးအနေနဲ့တကယ့်ကိုပေါ်လာခဲ့ပါတယ်။ဟုတ်ပါတယ်။ အဲ့ခေတ်အခါတုန်းကဖုန်းလိုင်းတွေမရှိအင်တာနက်လိုင်းတွေမပေါ်သေးတဲ့ခေတ်ဆိုတော့တယောက်နဲ့တယောက်ဆက်သွယ်ခြင်းရင်ဂျင်းနဲ့ရပ်ပြီးဆက်သွယ်ကြရတယ်။အဲ့ဒီလိုခေတ်ခါမျိုးမှာနေမုံတိုင်းဆိုတာကြီးကထူးဆန်းပေမဲ့လည်းမဖြစ်ရှင်းမဲ့ထထရင်လည်းဘာဆုံးရှုံးမှုမှကြီးကြီးမားမားဖြစ်ပေါ်စေမယ့်အရာမဟုတ်ခဲ့ပါဘူး။ အဲ့ဒီတော့ဟုတ်ခဲ့ဟုတ်ခါတော့ကနေမောင်းနိုင်လေတကယ်ဖြစ်လာရောကဘာကြီးမှာဆုံရှုံမှုတွေကတော်တော်လေးကိုနေပါခဲ့ပါတယ်။ဒါပေမဲ့လည်းနေမောင်းနိုင်ဟာလှိုင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုပျက်စီးစေခဲ့တဲ့အတွက်ကျင်းနေရဆက်သွယ်နည်းကိုအသုံးပြုတဲ့နိုင်ငံတော်တော်များများကတော့နေမောင်းနိုင်ကြောင့်ထိခိုက်နှံ့မှုတွေအနည်းငယ်ရှိခဲ့ကြပါတယ်။အခုခေတ်လိုဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေကမ္ဘာရဲ့ဘယ်နေရာမှာဆိုလက်ညှိုးထိုးမလွဲရှိနေကြတဲ့အန်တီခစ်ကြီးမှသာနေမုံတိုင်းကြီးတကယ်ဖြစ်လာခဲ့ရင် ကျမတို့လက်ရှိနေနေတဲ့ဒီကဘာကြီးအတွက်ဆွန်ရှောင်းနှင်းနာမှုတွေကများပြားလွန်းသွားမှတေချာပါဗါတယ်။အဲဒီတော့နေမုံတိုင်းဆိုတာဘာလဲ။ဘလို့ပုံစံမျိုးလဲ။နောက်ပြီးဘလို့အခြေအနေမျိုးတွေမှာဖြစ်ပေါ်တတ်တာလဲ။စသဖြင့်ပြည်သက်တွေအနေနဲ့လဲတော်တော်လေးကိုသိချင်နေကြပြီလို့ထင်ပါတယ်။နေမုံတိုင်းဆိုတာက နေထဲမှာပေါ်ပတ်စုနေတဲ့မီလုံကြီးတွေအပူငွေ့တွေနဲ့ရေဒီယေးရှင်းလိုင်းတွေကကဘာပေါ်ကိုရှန်ကျလာပြီးတော့ရုပ်ရှင်တွေထဲကလို့နေလုံကြီးတွေတလောင်းပြီးတလောင်းကဘာထဲကိုဝင်လာမယ်။ အစသဖြင့်အဲ့လိုပုံစံမျိုးဖြစ်ပေါ်လာမှာတော့မဟုတ်ပါဘူး။ကဘာကအနေကိုလှက်ပက်နေရင်းနဲ့နေနဲ့အနိကဆုံးဖြစ်သွားတဲ့အချိန်မျိုးမှာနေတဲ့ကအဲ့လိုဖြစ်ပြနေတဲ့အရာတွေဟာကဘာကိုလာရိုက်တာမျိုးဖြစ်ပြီးတော့နေမုံတိုင်းဖြစ်မယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ဥပမာပေးရမယ်ဆိုရင်ပပွက်ဆူနေတဲ့ရင်းနှွေးအိုးကိုကိုကအဝေးကကြည့်နေရင်ရင်းနှွေးအိုးတွေကအငွေ့တွေနဲ့ရင်ငွေ့တွေကကိုယ့်စီကိုရောက်လာမှာမဟုတ်ပါဘူး။ကိုကရင်းနှွေးအိုးအနားကိုသွားမှသာအပူငွေတွေကကိုယ့်စီကိုလာရိုက်ခတ်မှာပါအဲ့လိုသဘောတရားပဲဖြစ်ပါတယ် နောက်ပြီးနေမုံတိုင်းကို2024အော်တိုဘာလလောက်မှာဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။အဲ့ဒီခန့်မှန်းချက်ကလွန်ခဲ့တဲ့17နှစ်လောက်ကခန့်မှန်းခဲ့တဲ့ခန့်မှန်းချက်လည်းဖြစ်ပါတယ်။ဆက်တနေ့လောက်နေလုံးကြီးထဲမှာလက်ပတ်နေတဲ့တန်လိုက်စွန်းအင်တွေကအပြင်ကိုရုံးကန်ပြီးထွက်လာတဲ့သဘောပဲဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းပညာရှင်တွေကအဲ့ဒါနဲ့ပတ်သက်ပြီးလူသားတွေကိုသတိပေးထားကြပါတယ်။ဒီနေ့မှလည်းဒီကိစ္စကိုတစ်ကမ္ဘာလုံးအတွက်အရေးကြီးတဲ့ရန်နေအနေနဲ့သတိပေးထားပါတယ်။ တချို့ကလည်းမယုံကြည်ကြဘူးတချို့ကလည်းယုံကြည်ကြတယ်ဒီအဖွဲ့နှစ်ဖွဲ့ကြားမှာကြံတဲ့သူတွေကဒွိဟတန်တရားများစွာနဲ့စိုးရင်စိတ်တွေများနေမှသိကြပါတယ်ဒါပေမဲ့1859ခုနှစ်ကနေမုံတိုင်းကကဘာမှာတကယ်ဖြစ်ခဲ့တာကဥပမာတစ်ခုအနေနဲ့ရှိလို့နေပါတယ်အဲ့ဒီအချိန်တုန်းကဆိုရင်လူတွေကညဘက်မှာအလင်းရမလို့မီးတွေမရှိဘဲနဲ့တောင်စားဖက်နိုင်တယ်သွာလာနိုင်တယ် ။နောက်ပြီးအရာအလုံးကိုအထင်းသားမြင်နေခဲ့ရတယ်လို့တောင်ဆိုထားပါတယ်။ဆိုလိုတာကနေ့ရက် radiation တွေကကမ္ဘာပေါ်ကိုအလင်းရောင်တစ်ခုအနေနဲ့ဖြာကျနေခဲ့တဲ့အတွက်ညအချိန်တွေကလည်းနေ့လိုပဲလင်းထိန်နေခဲ့တာပါ။ကျောက်ဆရာကောင်းတာတစ်ခုကနေထဲမှာပောက်ကွဲနေတဲ့ဆွမ်းအားတွေဟာကျမတို့ကဘာပေါ်ကလူတွေတီထွင်ထားပြီးပောက်ကွဲအားအပြင်းဆုံးတွေဖြစ်တဲ့နျူကလ িয়ার လက်နက်ပောက်ကွဲအားစစ်ခုံဘီလီယံလောက်နဲ့တောင်ညီမျှတယ်လို့ပညာရှင်တွေကလစ်လာသုံးသပ်ထားကြတဲ့အချက်ပါတကယ်ကိုစက်ခမန်းလေးလေးပောက်ကွဲဆွမ်းအားပါပဲ နျူကလ িয়ার သလုံးနဲ့တင်တကမ္ဘာလုံးကိုပြကြသွားအောင်လုပ်နိုင်တဲ့စွမ်းအားရှိပါတယ်။ဒီတော့နေမုံတိုင်းဟာတကယ့်ကိုမတွေ့ရလောက်အောင်ကြောက်စရာကောင်းတဲ့အရာတစ်ခုပါပဲ။နောက်ပြီးအခုဒီ2025လောက်မှာနေမုံတိုင်းဖြစ်စဉ်ကကမ္ဘာမြေကိုရိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားကြတဲ့အတွက်တကယ်သာဖြစ်လာခဲ့မယ်ဆိုရင်ဒီကမ္ဘာလုံးတိုင်းသာအနေနဲ့တော်တော်လေးကိုပဲပြာရခတ်ကုန်ကြမှာသိကြပါဗျ။နေမုံတိုင်းရဲ့ဓာတ်ရောင်ကြီးတွေကကမ္ဘာပေါ်ကလှိုင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေမှာပါ ဥပမာဖုန်းလိုင်းအင်တာနက်လိုင်းတွေပဲဖြစ်ပါတယ်။တဘာဝကဖြစ်ပေါ်တဲ့အရာမှန်သမျှကိုကဘာပေါ်ကဘယ်လူသားကမှဘယ်တော့ကမှမတားဆီးနိုင်ခဲ့ပါဘူး။ဆက်ပြီးလဲတားဆီးသွားနိုင်မှာလည်းမဟုတ်ပါဘူး။ကြိုတင်သတိပေးလို့ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်အရန်ကြီးတွေးပူနေတဲ့သူတွေရှိသလိုဖြစ်เสียအကြောင်းမရှိဘူးဆိုပြီးတော့ဒီကိစ္စကိုကောင်းတဲ့အောင်မထည့်တဲ့သူတွေလည်းရှိနေပြန်ပါတယ်။ဘာပဲဖြစ်ဖြစ်တတိပီးချက်ကိုကြတိခွင့်ရတာကကျမတို့အနေနဲ့ကံကောင်းလှပါတယ် ကဘာပြက်မယ်လို့ခံမှန်းခဲ့တာနှစ်တိုင်းလို့လို့ပါခံမှန်းတိုင်းသာကဘာပြက်ကြီးဆိုရင်ပရိသတ်တို့လည်းဒီဗီဒီယိုကိုအခုလိုကြည့်ခွင့်ရမှာတော့မဟုတ်ပါဘူးအဲ့ဒီတော့တတိပိချက်တွေကိုနားထောင်ပြီးအကောင်ဆုံးဆက်လုပ်သွားတာကသာအရာအလုံးအတွက်အကောင်ဆုံးဖြစ်စေမှာပါအဲ့ဒါကြောင့်ကဘာတစ်ခုလုံးကိုပါဖြည့်ဆည်းပြနိုင်နေဆိုတဲ့နေမုံတိုင်းကြီးတကယ်ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာတော့ဆက်လက်စောင့်ကြည့်သွားကြရအောင်ပါအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်နောက်လေအခုလိုဗဟုတုတရဆရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားပါမယ်။စောင့်မျှော်ကြည့်ရှုအားပေးဖို့မမေ့ပါနဲ့အုံးနော်။ Channel လေးကိုလည်း follow လေးလုပ်ပေးသွားကြပါအောင်ရှင်။